တိုင်းတိုင်းဝက်လက်မြွနယ်အနောက်ချမ်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်း၃ညောင်းခွဲကစစ်ကြောင်းထိုးနေပြီးကျေးရွာတွေကိုမိရှုဖျက်ဆီးနေရလို့ဒေသခံကကွယ်တပ်ဖွဲ့တွေကပြောကြပါဗါဒ်အော်တိုဘာလနောက်ပိုင်းကစလို့ဝက်လက်မြွနယ်အနောက်ချမ်းကိုစကိုင်းတက်မ33ကပို့တဲ့စစ်ကြောင်းရွာသားကြီးအထိုင်စခန်းကထွက်တဲ့စစ်ကောင်စီစစ်ကြောင်းရှေဘုံမြို့ပေါ်ကထွက်တဲ့စစ်ကြောင်းစားတဲ့အင်အား900ဝန်းကျင်ပါစစ်ကြောင်း၃ကြောင်းကကျေးရွာတွေကိုလှည့်လည်စစ်ကြောင်းထိုးနေရပါစစ်ကြောင်းကလှတော့ ပင်းစင်ရွာတွေမှာရောက်ရှိနေပြီးအနီးဝန်းကျင်ကျေးရွာတွေကိုလှည့်လည်စစ်ကြောင်းထိုးနေတဲ့အတွက်ဝက်လက်မြို့ပေါ်အနီးတစ်ဝိုက်နဲ့ရွာသားကြီးရွာတစ်ဝိုက်ကကျေးရွာ20ဝန်းကျင်ကပြည်သူတွေစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။စစ်ကြောင်းကအနီးဝန်းကျင်ကျေးရွာတွေကိုဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းတွေယူဆောင်နေတယ်လို့အော်တိုဘလာ၁၂ရက်နေ့မနက်9:00နာရီဝန်းကျင်မှာလာတော်ကျေးရွာကိုမိရှို့ဖျက်ဆီးခဲ့လို့သိရပါဗျ။အဲဒီဘက်ကိုဒီတမတ်တုံးနဲ့တောင်းအနေကို MI 70နဲ့ချရတယ်ပေါ့။ဒီတိုင်းခွေးနေနေပြီးတော့အဲအနီးနားဝန်းကျင်တွေကိုတော့ ခွက်ခွက်ပြီးတော့ဝင် ပြီးတော့အဲကြီးပါကြီးပစ္စည်းတွေယူတဲ့မြေရှိုးတယ်ပေါ့နော်အခြေကနေထွက်လာတဲ့အစ်ကြောင်ကဒီဆိုင်တန်ကွေးပေါ့ဆိုင်တန်ကွေးကနေအခုလောလောဆယ်ဆယ်လာတော့ဝင်တယ်ပေါ့နော်လာတော့ကြီးပါကြီးမရှိဘူးပြီးတော့အခုလောလောဆယ်ဆယ်သူပင်းသင်းမှလည်းဝင်ထားတယ်ဗျာဒီကမထွက်သေးဘူးဗျာဆက်လက်ရေလျားပေါ့နော်ထိုးလိုက်ငိန်တော့လိုက်ထိုးလိုက်ငိန်တော့လာအဲ့လိုလုပ်တာစစ်ကြောင်သုံးကြောင်ပြောလိုက်ရရတားကြီးတစ်ကြောင်လာတော့ထွက်တဲ့တစ်ကြောင်ကိုကျွန်တော်ဝက်လက်မြို့မှာရောက်ပြီစစ်ကြောင်ရပေါ့စစ်ကြောင်ကသုံးကြောင်ပုံရပေါ့ဆလင်းကြီးမြို့နယ်မှာလည်းအော်တိုဘာလလေကစပြီး ဝမ်ပောင်ချင်းဒီစီမံကိန်းမှာလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့မုံရွာဘက်ကလာတဲ့စစ်ကောင်စီတပ်သားတွေကစစ်ကြောင်းထိုးနေကြတာပါစစ်ကြောင်းကြောင့်ပြည်သူ16000နီးပါးလဲဘေးလွတ်ရာဒိန်းဆောင်နေကြရတယ်လို့နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းမှာလဲမုံရွာဘက်ကနေဆက်လင်းကြီးမြို့နယ်ဘက်ကိုဆက်လီနဲ့စစ်ကောင်စီတပ်သားအင်အား80လောက်ဖြည့်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်ကျောင်းကကြာအရင်လကနေရောက်နေတာဟိုဟာဆလောင်နဲ့ဝမိတ်ကန်တော့မှာ ကွဲကလောလောဆယ်တော့မရှိဘူး။အမောင်ကနေလည်းညီနေမြင်တာရောရှိတယ်။နောက်ပတ်ကျန်းကပလောင်တို့ကရိုကုန်းတို့မိတန်တော့ရောကတုံလေဒီအင်္ဂရာရောဆယ်ရဲ့ယူအပ်တယ်ယူအပ်ဟောင်း။အဲဆောင်းနာလွတ်တဲ့နေဆောင်းရပါ။ကျန်ရကအရင်တော့တော့ရကြုံမဲ့ထင်တယ်မှာအခုခုနစောစောလေးကမှမော်လာကန်ကခုနဆယ်လောက်ထက်တိုးတယ်အဲမော်မဝတ်ချလေးကတော့တို့အိပ်ပက်တွေကလှည့်သွားတယ်တခြားမျိုးနယ်တွေဖြစ်တဲ့ရွှေဘိုခေဦးကံဘလူစားတဲ့မျိုးနယ်တွေကိုလည်းစစ်ကြောင်းထူတာနဲ့အင်အားဖြည့်တာတွေလှုပ်ဆောင်နေပါတယ်ကံဘလူမျိုးနယ်ဘက်ကနေ ခင်ဦးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးဖို့သွားတဲ့စကိုင်းတမ33လက်အောက်ခံစစ်ကြောင်းကိုနိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းမှာကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကြောင်းမှုပါဝင်အယောက်90သေဆုံးပြီးစစ်တပ်ပန်း15ရောက်ကိုလည်းလက်နက်ခဲယမ်းတွေနဲ့တူဖမ်းဆီးရရှိခဲ့လို့သိရပါဗျ။ကျမတီရီပါ